မင်္ဂလာပါရှင် Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါတယ်ရှင်မိတ်ဆွေများအားလုံးကိုစိတ်နှပါချမ်းမှချမ်းသာပါစေလို့မြတ်တာပို့ပါတယ်ရှင်ဘေးအန္တရာယ်ပေါင်းမှကင်းဝေးပါစေလို့လည်းအလေးအနက်ဆန္ဒပြုပါတယ်ဒီနေ့တော့ဆရာမခင်ခင်ထူရဲ့ဝိထုလေးတစ်ပုဒ်ကိုဖတ်ပြခြင်းပါတယ်ရှင်ဝိထုလေးရဲ့နာမည်ကတောတရေစာတဲ့နားထောင်ကြည့်ပါဦးနော်တောတရေစာ ကျမတို့မျိုးသစ်ရက်ခွက်ထဲကိုနေလေနေခင်ရောက်လာတတ်သည့်တေးစားတဲ့တွေထဲမှာဂျုံယူနှုတ်ထမင်းတဲ့ကြီးတော်ကိုကျမတို့မျှော်နေကြခန်းတော်ကြီးတဲကမုံထဲ့တန်းအိုးကလေးတွေကတန်ရှင်တောက်ပြောင်တယ်လို့မုံတွေကလည်းစားခြင်းစပွဲကောင်းလှပါသည်ဂျုံယူနှုတ်ထမင်းတာကူယူငှက်ပြောပေါင်းနနို့ခဲစုံလို့ဈေးကလည်း90ဘူး100ဘူးဆိုတော့စားလဲစားပြောသည် ရိုးရောင်မုံတွေကသာအတီးသားရှိတော့ကျမအဖို့အဆင်ပြေတော့လေနှစ်နှစ်ခွဲတာတာသမီးကလေးကတိတ်အာယုံရှိပုံမရဘာဖြစ်လို့များပါလဲအိမ်မှာအမြဲဝယ်ထားလေးရှိသည့်ပေါင်မုံလိုမုံကျွတ်လိုကွတ်ကီးလိုချောကလက်လိုဘစ်ကစ်လိုမုံတွေကိုအမြဲထိတွေ့နေရတော့လေရိုးရောင်မုံတွေကိုအရသာမတွေ့တော့တာများလားကျမတို့အိမ်မှာမင်းဆာကတော့တခါတရံထမင်းနဲ့အကြော တခါတလေကောင်းရင်မောင်းနဲ့ပဲပြုတ်စားကြတာများပါသည်နေ့လယ်နေခင်အစာပြေစားနိုင်ဖို့အထားခံသောမုံကြောက်တွေဝယ်ထားရသည် မနီးမဝေးကဈေးဘက်ကိုရှောက်နိုင်ရင်တော့ရိုးရဓမာယုံဖျားပွဲတွေမှာတော့ရေမုတ်မုံလင်မယာခဲလန့်ချောင်းထမနေအကြောဆုံးစသည့်မုံတွေဝယ်နိုင်သည်မန္တလေးကိုမြို့ဆိုပေမဲ့ရိုးရမုံတွေကိုအချိန်မရွေးရနိုင်ပါသေး၏ မြမတရေစာနှင့်မြမကရင်အချိုးကိုက်လိုက်ပုံများတော့ကျမအကြောင်းဆရာမဘဝကအိမ်အပြန်မှာ အမိဖို့ရိုးရာမုံတမျိုးမျိုးဝယ်ခဲ့ရစမြေဖြစ်သည်ကျောင်းအပြန်မုံကိုမျောနေတဲ့သည့်အမိကိုကျမနားလဲပါသည်တသက်လုံးတောတရေစာများနှင့်ကြီးပြင်းခဲ့ရသူဆိုတော့တခါတလေကျမအိမ်သားခီးကြုံဝဲလာတတ်သည့်ဒိုးနှက်တွေပတ်တီဘန်းပေါင်းမှုတွေကိုအမိမကြိုက်ပါ ညီတို့ကလမုံနေစားတတ်ပောင်အေးပေါ့ဟဲဟဲနဲ့လို့ပင်ဆိုလိုက်သေးသည်ကလမုံဆိုတာကလားမုံလို့ခေါ်လိုက်ခြင်းဖြစ်၏အင်္ဂလိပ်မုံလူမျိုးခြားမုံဆိုသည့်သဘောဖြစ်ပါသည်နေ့လယ်နေခင်စားစားလောင်လောင်ရှိရင်တေးစားကလေးစားလိုက်ရမှအာသာပြေတာပါ၏စားရတာအဆင်မပြေရင်ရွာမုံကလေးတွေလွမ်းမိပါရဲ့ဘသူဘသူမှလှုပ်ရောင်းနေကြတာဟုတ်ပေါင်တော့ကိုယ့်ရင်ကိုလှုပ်စားကြတာပဲစားစမ်းပါလေ့ အမေပြောတော့လေကျမကိုယ်တိုင်တောတေးစာလေးများကိုတတိရလိုက်မိပါ၏ရွာမာကမုံဘဲတေးစာလှုပ်ရောင်းသည်လို့မရှိ ကို့အိမ်မှာကိုဖော်ဖော်သည်သည်လှုပ်ရှားတတ်ကြသည်တောတေးစာဆိုတော့အများဆုံးကတော့ကောက်ညင်းထညင်းမုံနေရာများသည် မုံစီကြောင်မုံဖက်ထုတ်မုံကြာခွက်မုံကြာစီ မုံကျိုးလိမ်မုံကျွဲသေးမုံပိုင်းတောက်မုံခဲပွဲ မုံလုံးကြီးလိုမုံနေဖြစ်သည်ကရိကထမများကျင်ရင်တော့ရွှေထမင်းစီထမင်းထိုးလိုက်တာများသည် ကောင်းကြီးမုံညက်ကို စတော်ပဲပဲလွန်ပြုတ်တမျိုးမျိုးဖြင့်ရောနယ်ကဂျင်းထောင်းကလေးဆွဲ၍ကြော်တော့ပဲမုံကြော်ပူပူနွေးနွေးကျွတ်ကျွတ်ရော်ရော်ကလေးကိုကျမကြိုက်သည်တရေစာဆိုတော့လေစီကုံထင်းကုံအချင်းကုံခံကလှုပ်စားလေးရှိကြသည် မုံညက်ကိုလက်ဖွားထဲပုတ်ချေကအတောင်ကလေးတွေလုံးပေါင်းပြီးမှနှံထောင်ကလေးဖြူစားရတော့မုံဘိုင်းထောင်ကိုလည်းအလုပ်လေးကြသည်စိမ့်စိမ့်ကလေးဆိုတော့စားလို့ကောင်းသည်ကြာစီကွက်ထဲကကြာစီကလေးတွေနဲ့တူတော့မုံကြာစီကျိုးနှချောင်းလိန်ထားတာနဲ့တူတော့မုံကျိုးလေးရကန်းဘိုင်းထောင်ကလေးတွေနဲ့တူတော့မုံဘိုင်းထောင်လက်ကောက်ခွင်းနဲ့တူတော့မုံလက်ကောက်ဒီလိုခေါ်လိုက်ကြတာပါပဲ ਈ ကျမတို့ရွာတွင် လာတာတဲ့ညတွေမှာမုံပေါင်းလှုပ်ရှားတဲ့အလေလည်းရှိကြပါသည်။မြားသောအားဖြင့်တောင်တောင်တာတာရှိကြသည့်တောင်သူကြီးတွေကအိမ်ရှိတလင်းမှာ ဖြာချမ်းများခင်းကဝိုင်းလှုပ်ရှားကြသည့်မုံပေါင်းပွဲဖြစ်သည်။ကောင်းကြီးမှုန့်နှင့်ဆံမုံကိုစရူရောရေကြဲအေးနှင့်နှဲကမောင်းခွက်တဲထဲ့ထောင်းပြီးလျှင်စစ်အင်တုံချက်ပြဲကြီးတွေထဲတင်းနေအောင်သိရသည်။ ညာဖက်လာတာတာတလင်းပြင်မှာမိဖို့သုံးလေးဖို့ခွဲဖို့ကမြေပေါင်းအိုးများဖြင့်ပေါင်းချရသည်အင်းတုံထဲကမုံညက်တွေကိုရောက်သွားခွန်ဖြင့်ချစ်ချစ်ယူကမြေဆလောင်ပုံးကလေးတွေကိုတဲ့ကတဲ့ကလှဲ့လေထက်ရသည် အပေါ်ကပဲလွန်းစီ၄၅စီဖြူးကရေဆူအဝက်ပါဖြင့်ဆလောင်ပုံးမှာစုစည်းကပေါင်းအိုးခွင်ပေါ်မှောက်ချလိုက်ရသည်ပြီးမှအဝက်ကိုလေးဘက်ဖြီးချအဖုံးအုပ်ထား တအောင်နေလို့ဖုန်းကိုလှန်လိုက်တော့နက်နက်ပြောင်ပြောင်မှုန်ပေါင်းပူကလေးရပြီစီဆိုးအဝိတုတ်ကလေးဖြင့်တစ်ဖက်ဖက်ရိုက်နှံထောင်ကလေးဖြူမုံလုတ်သူကလုတ်စားသူကစားတဝါဝါတဟဟပွဲကြသည်ဝိုင်းကပွဲကြတီစာစားရင်လူစုသည်တလီများလားဒီဝိုင်းမှာစိုက်ရေးပြိုးရေးလှူရေးတန်းရေးစားရေးတောက်ရေးဘာအရေးညာရေး ပြောနိုင်စုနိုင်အသိဖလဲနိုင်ကြသည်သူသတင်းကိုသတင်းဝေမျှနိုင်ကြသည်ဟိုအကြောင်းဒီအကြောင်းရှေးဟောင်းနောက်ဖြစ်ရောက်တက်ရရစကားဆက်မြည်နိုင်ကြပါ၏တေဇာမုံကိုအကြောင်းပြုပြီးအချင်းချင်းစီစီလုံးလုံးချစ်ချစ်ခင်ခင်နေကြတာပါ၏ချမ်းသာသူကကြွေးပါသေးတော့လို့မြစ်တာပြတော့ဆင်းရဲသူကလည်းကျုပ်တို့ကလည်းစားပါသေးတော့လို့မူရီတာပြကြတာကောတမီးရဲ့ ရွာတဲ့လူစီတော့ရွာစုတာပေါ့ရွာတဲ့လူခန်းတော့ရွာပါကန်းတတ်တဲ့အမေတို့တော်ရွာဆိုတာကတယောက်တယောက်ကြားကန်နေကြရတာမဟုတ်လားအမေပြောတော့လေတေးဆောင်ဝိုင်းကတန်ဖို့အရှိတာစောင်းခါများမှာတော့အခင်တဲကပြောင်းဘူးကစုံဥတီစားရပြီအခင်ထွက်သီးနှံဆိုတော့အခုခူးအခုဖော်လက်ဆက်ပါပြီတဲ့ ြောင်မှုသကြဲကလေးတွေပင်မဲ့စားရတာချို့ပါသည်။ကစုံဥလှဲပြောင်မှုလှဲကြီးတွေရရဲဖြတ်မောင်းလာတော့ကျမတို့ငယ်ငယ်ကလှဲနှောက်ကလိုက်နှက်ရသည်ကပင် ခမင်းကပုံစာအပြည့်ရသည်။အိမ်ငါအခင်းဖော်လင်တော့အိမ်အောက်ခင်းထားသည့်ကျုံးကရင်ကြီးအောက်နေဖို့ညစာကျင်းထားတတ်ကြပါသည်။တကြံရက်တွေမှာကစုံဥထညက်မြေပဲရောကြိုကကစုံယူထိုးကြသည်။ မြေပဲပေါ်လင်းမြေပဲအဆုပြုတ်မြေပဲလှော်ပေတီတောင်ရှိကိုကျစ်တုံဘူးနဲ့ရောပြုတ်ခါမြေပဲနဲ့တုတ်စားကြသည်ကျက်တုံကိုရိပ်ရိပ်လှီးပြီးဆန်မှုတ်ဂလုံးလက်သေးရွက်မြေပဲဆန်ကလေးပျောက်ပျောက်ထဲ့ကအပေါင်းကြော်ကြသည်ຫນွေကြီးခေါင်ခေါင်ရောက်လင်းတော့တစ်သေးသက်နှံရှားပါကုန်ကြသည်ဒီလိုအခါရီမှာခြံထောင်းကတပိန်ပိန်တလိန်လိန်တီးရရှာတော့မလကာသီးလေးတွေကကျမတို့အတွက်တည်ရစာဖြစ်ရည် နွေသည်ဆိုတော့နေတချမ်းလောင်ကခြုံနေတတ်သည်မြေကဘာထိတ်ကဖိုးရင်ချောင်းဝိုင်းထဲကမကြီးချို့ပင်မယမ်းချို့ပင်ကလည်းကလေးများအဖို့တရေကြရသည့်တရေစာဖြစ်ပါသည်ကျမတို့ရွာတွင်မကြီးပင်တွေတရွာလုံးဖြောင်းစိမ့်ဆိုတော့လေဖိုးရင်မကြီးပင်ကအချို့ပင်မဟုတ်လားရှားထောင်ရှားပါမကြီးအချို့ပင်ပါကလားမကြီးဘူးလေးများကိုအချင်းသိခါစက်တုံကလေးစီသက် တလိန်ထိုးထားသောချင်းစိမ့်စိမ့်သည့်အစာကလည်းရင်နှီးနှီးเสียကုတ်ကူရွဲ့နုထနောင်းရွဲ့နုညောင်ချင်ဖူးနုနုကလေးတွေကိုခူးကမြေဘဲထောင်းစီရွှဲရွှဲတုတ်စားရတာကလည်းတောသည့်အစာဖြစ်ပါသည်တစ်ပင်ကြီးတွေကအရွက်ကိုစားတော့အသက်ရှည်သည်ဟုယုံကြည်ကြသည်နွေရာသီရောက်တိုင်းအမေကြီးကဇီးသီးเจ้าကိုထညက်ရီပြစ်ပြစ်ဖြင့်ကြိုကကြွေးတတ်သည် ဇီးယူလျက်နှလုံးအေးတယ်။တဲကြီးကြောင်ရဲ့ဖြစ်တာကိုနိုင်တယ်။စေးပြေဝါဖြစ်စားဟဲ့ငါမီးရဲ့လို့ဆိုက သူနှစ်ကက်လျက်ထားတတ်သည်။တောရွာဆိုတော့ငပီကလေးဆလောင်းမုံကက်ပြီးကင်ကနှမ်းစီကလေးဆန်းကရင်နွေးမြည်တတ်ကြတာလည်းရှိပါသည်။သဆော်လေးကလေးမြူးချိန်ကဆလို့ထရေချိုးထသီးနှုထပင်မြင့်ထန်းကထွက်သမျှဘဲဟာကမှမလွတ်ရပါ။ ထရီကျိုးကိုထမင်းကျန်းဖြင့်မှွေပြီးစားကြရတာကလည်းရွာကကလေးတိုင်းစားကြရဖို့ဒီသီစံတစ်မျိုးဖြစ်၏ရွာတောင်ပိုင်းမှနေသောအမေကြီးညံဤနှာရီစုံမုံကလေးများကိုလည်းတတိယမိပါသည်ထမင်းကျန်းအကျွင်းအကြံလေးများကိုရေကလေးပြက်ပြက်ဆေးကလှမ်းထားရသည်ထမကြောက်ဖွေးဖွေးကိုအိုကင်းဖြင့်လှော်၍ထညက်ဖြင့်ရောထောင်ပြီးအစုပ်ကလေးတွေဖြစ်အောင်လုံထားတာကိုနှာရီစုံခေါ်ခြင်းဖြစ်၏ နိုင်ရီစုပ်လို့ဘာကြောင့်ခေါ်တာလဲကျမမေးကြည့်တော့စုနိုင်မောင်ဤတသလုံးနိုင်ရီစုပ်ခေါ်ခဲ့ကြတာပဲအေဟူသာဖြေခဲ့တာတတိယမိပါသေးသည်နိုင်ရီစုပ်နှင့်ခက်ဆင်စင်တူသောနဘတ်ထညစ်စုပ်ဆိုတာလည်းရှိသေးသည်ကျမတို့ခြံအနောက်မြောက်တောင်ကုန်းကလေးပေါ်တွင်စီကျိတ်သည့်ဆုံလဲဆင်ထားသည့်ထက်ကလက်တဲကလေးရှိသည်။ကျမတို့ကစီစုံကုန်းဟုခေါ်ကြ၏။နေခင်းဘက်တွင်စီကျိတ်ရာစီစုံကုန်းမှကလေးများ၏စုရဖြစ်ပါသည်။ စီကျိန်ရင်ကတော့ပေါင်းမှ စီရီဝေါကနေဝေါကနေတုံကြလာလင်စုံနေမှမြေဘက်ဘက်တီခြေတော့ပြီမြေဘက်ဘက်နှစ်ဘက်များကိုထညက်ထောင်းဖြင့်ရောနယ်ကဆုတ်ဆုတ်စားရသည်မှာအလွန်အရသာရှိလာသည်ချိုးစိမ့်စိမ့်နှစ်ဘက်ထညက်ဆုတ်သည်လေကလေးများမက်မောသောတောသည်စားပဲဖြစ်သည်တို့ကလေးတို့ကကဘာစီကြီးဖြစ်နေတာကောအေးရွာတဲ့လေအဆောက်အသည်ရှိပါ့ ိုးပိုင်းထဲမှာဘုံကြီးကြီးတူးထားတာတော်တော်အိမ်တဆောင်စာလောက်ရှိတယ်။ကောင်းခင်ကလေးပြန်သမျှကြားရင်ကျွဲညင်အောင်လာပဟိလို့ဆိုသေးပြီးဘုံကျင်းနဲ့ဆင့်ပြေးရတာပဲ။ဒိုးအမေကြီးကမနဲ့မိုးလင်းရင်ဘုံကျင်းနဲ့မဲတောက်ရည်တအိုးဆေးလိပ်တပန်းပြီးတော့လက်ဖက်တည့်ရသွားပို့ထားလိုက်တာပဲ။ဒိုးကလေးတွေအတွက်ဆိုပြီးမြေပဲနှစ်ပတ်နဲ့ထညက်တွေစုပ်ထည့်ထားတဲ့ဇလုံးကြီးကတလုံးတို့များဖြင့်ဘုံကျင်းထဲဝင်ပြီးနဘက်ထညက်ဆုပ်စားရတာပါဇက်တေများအစေးပေါက်လို့တော့ အမေကသူ့ငယ်ဘဝတွေကိုပြောပြတိုင်းဒီအကြောင်းလေးပါလာတတ်သည်။ကျမတို့ကလေးဘဝကစစ်ကြီးမရှိတော့တော့လဲတပတ်ထညက်စုံစားနေရတော့။ကျေးလက်တော်ရွာကအိမ်တိုင်းအိမ်တိုင်းမှာထညက်တောင်းပဲလော်တောင်းလေးတွေထားကြမြင်ဖြစ်သည်။ကလေးတွေပူဇာတိုင်းဒီနှမျိုးကပုံစံနဲ့ထည့်ပေးလိုက်ရော။ထညက်ကိုစီနှစ်ကြော်ကမြေဘဲဖြင့်ရောထိုးထားသောမြေဘဲကိုအချက်ကြီးတွေကလည်းမပြတ် တခါတရံအင်္ဂါကျွေးသောတေးစာများကိုရိုးသည်ထင်နေကိုဖာသာရှာဖွေစားတောက်ကြတာမျိုးလည်းရှိသည်ရွာပြင်တောဆက်ကိုထွက်လိုက်လင်အတန်းလိုက်ပေါက်နေသောတရုတ်မကြီးပင်တွင်စီကတရုတ်မကြီးခွေများသည်လေကျမတို့အတွက်တေးစာဖြစ်သည်ရွာကတော့စီမကြီးသည်ဟုခေါ်ကြသည်တော်ထဲမှာနေရအနှက်ရှိနေတတ်သောတရက်ပင်ကြီးတွေတီးချိန်မှာတော့စားတဆုပ်ကပုံးနဲ့ထဲ့ကတရက်သေးစိမ့်နဲ့တို့စားကြသည ။ပါဇက်တွေမှာတည့်ရစီအပူလောင်ကအနာတွေပေါက်မှာအစာရက်ကြသည်။လောက်စလုံးတွေလွယ်ဤတလုံးထဲ့လွယ်ကလောက်လေးကွာတလက်ဖြင့်ငှက်ပြစ်ထွက်ရကပြန်လာတော့အကိုတွေတဲလာသည်မျ။စာကလေးဇရက်ငုံခါစသည်ငှက်များကိုလည်းကင်စားတတ်ကြသည်။ကြီးရကြချိန်တွင်ဝကျင်တော်တဲ့ပိတ်ကြံရက်သည်ကြမဆွဲငါးကလေးများကိုစကားကုန်းများဖြင့်လိုက်ဖမ်းကမိဖုတ်စားကြ၏ ပဲမော်တိုက်ပေါ်ကပဲမော်တွေကြတက်ဥတက်သောကြက်ဥများကိုသမင်းအိုးပူတဲ့မြုပ်ခါကြက်ဥမကြက်တကြက်လှုပ်ဆားကြသည်ဒီလိုအကောင်ပလောင်နေစားကြတာလူကြီးတွေသိသွားလှင်တော့အဆူရိုက်ခံရတတ်သည်ဟဲ့ကလေးတွေစားစရာများရှားလွန်လွန်လို့တော့သူတကအသက်ကိုသေးအစားလှုပ်ဆားရတယ်လို့ကိုတော်များစားစရာဘဲမှနှိုက်နှိုက်ပေါ်ချက်ဟာကိုကြီးတော်ပြောလဲပြောစရာ ရွာမှာတော့နေလေနေခင်ရင်ွေးမြည်စရာတေးစားအမျိုးမျိုးဟာစပွဲပေါ်မှာရှိနေတတ်သည်ပဲပင်ပေါင်းတုတ်ငပြောဘူးတုတ်ကြောက်ပွင့်တုတ်နွားအချင်းတုတ်စသည်ရွာထွက်လက်တုတ်စုံမျိုးစုံကလည်းမကြမကြဆာရတတ်သည်ကျမတို့ရွာကပဲမျိုးစုံစိုက်သောရွာဆိုတော့ပဲကိုတေးစားအမျိုးမျိုးလှုပ်ဆောင်ကြသည်လည်းရှိပါ၏ပဲပြုတ်စီစံပွဲပွားကြောပဲရီပွားဗျာကြောစသည်ဖြင့်ပဲကိုအပြတ်မခံစတဲ့ဆာကြသူများဖြစ်သည် သေးစာများနဲ့နှွေသောလွမ်းစရာကလေးတွေကလည်းရှိတတ်ပြန်သည်။အော်ငပြောဘူးလေးတုတ်တော့ငါမောင်ကိုနီမွေးကိုတတိယချက်တော့သူစားချင်ဘလောက်မူးလာမူးလာအမကပြောဘူးတုတ်ရွေးစမ်းမအောင်ဟာနဲ့ချော့သေးတာစူဆဲလှုပ်လက်တဟဲဟဲနဲ့မနာရရှာဘူးဒင်းအသက်တူပါတော့ငပြောဘူးတုတ်ရင်ကမျက်ရည်စာကလေးတွေကိုအင်ကြီးလက်မောင်းစားဖြင့်တို့ဟာတို့ဟာငိုတတ်တော့ကြီးတော်ကိုတတိယပြပါ යි ျမတို့ရွာတွင်အဆင့်အမြင့်ဆုံးသေရစာကတော့ဥပြည့်ဤခေါဆွဲသူဖြစ်သည်။နေ့လယ်နေခင်ထန်တော်ကြီးတစ်ဖက်တစ်ချက်ဖြင့်ရွာလေညောင်ပင်အောက်ရောက်လာတတ်သောဥပြည့်ဤခေါဆွဲသူကရွာမှာဝယ်စားရသော တမျိုးတည်းသောသေရစာဖြစ်တော်၏။ဝယ်စားရမှာလဲငွေပေးဝယ်ရတာမျိုးမဟုတ်။ခေါဆွဲတပွဲပဲတစလေဖလှယ်စားရတာမျိုးသာဖြစ်၏။ဥပြည့်ကလည်းနေ့စဉ်နေ့တိုင်းလာတာမဟုတ်တလို့ ရွာကလည်းခောက်ဆွဲတယ်လာနဲ့ဝယ်စားကြတာမဟုတ်ဒီကနေ့ပါဆက်ပြင်းလှတဲ့ဤငပြည့်ခောက်ဆွဲနဲ့ရှာလှော်လိုက်ဦးမင်းတခါတည်းရမသာအပြင်းပြေတဲ့ဘောမြို့မြို့မြက်မြက်စားလို့ဒီသဘောသာဖြစ်ဤငင်းချက်လိုမြို့ကိုအရောက်အပေါက်ရှိသူများထက်မှမြို့ပြန်လက်ဆောင်ရတတ်သောဗန်းမုတ်ပေါင်မုံချမ်းကိုထညက်ရည်ဖြင့်နွားတို့ဆန်းဆားရသည့်အခါမျိုးဆိုလျှင်ကျမတို့ကလေးများဖို့ နတ်တုတ်တာတမျှအရသာထူလာပြီရိုးရစာများနဲ့အသားကျနေတော့လေပေါမုတ်ထညက်ဆန်းဒီပင်ခင့်မိတော့ဒီစာဖြစ်နေတာမဟုတ်လားကို့ရွာကို့တော်ရှိရရရဆားရသည်ဆိုတော့လေလက်ကလည်းလက်ဆက်အဟာရကလည်းပြည့်မြမကတွင်နှစ်လည်းအဟက်မိကြသည်အခုတော့ကျမတို့တွေမြို့ကြီးမှာနေကြသူတွေစုအောင်တော့ရိုးရစာများနဲ့ဝေးရပြီလို့တော့မဆိုတာပါ မန္တလေးမှာရိုးရာတေးစားမှုတွေရနိုင်စားနိုင်ကြပါ၏မနက်ခင်းဈေးတွေမှာနေ့လယ်နေခင်းလမ်းဘေးတွေမှာအငွေတထောင်ထောင်ရိုးရာစားကလေးတွေခင်းချင်းရောင်းချလျက်ရှိပါသည်သို့တော်ကို့အိမ်မှာကို့လှုပ်စားရသည့်တေးစားမျိုးတော့မဟုတ်နိုင်တော့ပြီစားတုတ်တုတ်သွားတုတ်တုတ်ပြေးကြလွှားနေကြရတာဆိုတော့တေးစားမှုကိုအိမ်မှာတဒံတကလှုပ်စားတာမျိုးအခြေအနေမပေးတော့တာလည်းပါပါလိမ့်မည် ျမစိတ်ထင်ဒီခေတ်မုံလုံဤပညာတွေကလည်းစုံရွေးချယ်ခွင့်တွေကလည်းများမုံတွေကလည်းတန်တန်ရှင်းရှင်းလှလှပပအသင့်ထုတ်ပိုးပြီးသားဆိုတော့အရှိမြောက်ဖက်စီကလှင့်ဝင်လာတတ်သောခဲဆက်ကိုတွင် ရောင်စုံမုတ်တုတ်ကလေးတွေခစ်စားလာပုံရသည်ဒီအထဲမှာကျမတို့မိသားစုလည်းမလို့မိဆွေတွေအိမ်လာလေကြတော့လေသမိအတွက်မုတ်တုတ်တွေပါလာကြသလိုကျမအိမ်သားမြို့ထဲသွားတော့လေ တပတ်စာအထားခံသည့်မုံထုပ်တွေဝဲဝဲခိုင်းနေရပြီ။သမီးကလေးကလည်းဒီတေးစာတွေကို နှစ်ချိုက်နေပြီ။အမေပြောသလိုတေးစာကတဆင့်မုဒိတာပွားနိုင်ဖို့ကျုပ်တို့ကလည်းစားပါတဲ့တော်လုံယုံကလွဲ၍ကျမတို့လည်းမတတ်တာတော့။စိတ်ရောက်တော့လေတော်တေးစာကလေးတွေသမီးကလေးကိုအကျွေးကျင်တာ။စားမစားတတ်ပါမလားမသိဘူး။ အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမရဲ့မိတ်ဆွေများအားလုံးတာယာချမ်းမြေ့တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။